။ဒေစိကငွေလဲကောင်တာနဲ့တင်းလက်ထဲကိုရောက်လာတဲ့ဒေါ်လာအတုတရာရန်တစ်ချက်က အပြင်ပန်းစက်ကူသားရှေးစာလုံချုံကြီးအမတ်သားအားလုံးအစစ်နဲ့တစ်ချက်သေးတူနေမယ်ဆိုပါစို့။တာမန်မျက်စိနဲ့ကြည့်ရင်အစစ်နဲ့အတုကိုလုံးဝခွဲခြားလို့မရပါဘူး။ဒါအတင်းကိုလှည့်စားနိုင်ုံမကပဲဘန်တွေ ATM ဆက်တွေနဲ့ American အစိုးရရဲ့ကျွမ်းကျင်သူတွေကိုပါစေစွန်းနဲ့ချီလှည့်စားခဲ့တဲ့ Super No လို့ခေါ်တဲ့ အဆင့်အမြင့်ဆုံးငွေဆက်ကူအတူတွေပါပဲ ဒီဇလန်ကအာမန်ငွေတူးလို့တဲ့ရာဇဝတ်ဂိုင်းတစ်ခုအကြောင်းမဟုတ်ပါဘူး။ဒါနိုင်ငံတနိုင်ငံကတခြားအင်အားကြီးနိုင်ငံတနိုင်ငံရဲ့ငွေကြေးစနစ်ကိုတိုက်ခိုက်ဖို့အတွက်နိုင်ငံတော်အဆင့်စီမံကိန်းနဲ့ထုတ်လုပ်ခဲ့တဲ့စီးပွားရေးစစ်ပွဲတစ်ခုရဲ့မှတ်တမ်းဖြစ်ပါရင်ဒီဗီဒီယိုမှာတော့ဒီစူပါနုတ်တွေရဲ့နောက်ွယ်ကလေဝဲချက်တွေဘယ်လိုဖန်တီးခဲ့ကြတာလဲဘယ်သူတွေလုပ်ခဲ့ကြတာလဲဆိုတာကိုအနုစိတ်စစ်ဆေးမှုတွေစုံစမ်းစစ်ဆေးမှုတွေနဲ့ တုံ့ပြန်တံပြန်တိုက်ခိုက်မှုတွေကိုအပိုင်လိုက်ခွဲချမ်းစိတ်ဖြာပြီးတော့တုံသက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။1989ခုနှစ်ဒီဇင်ဘာလဖိလစ်ပိုင်နိုင်ငံမနီလာမြို့ကဗဟိုဘဏ်မှာပုံမှန်ငွေလဲမှုတစ်ခုအတွင်းမှာတန်တရာဖြစ်စရာဒေါ်လာ100ရံငွေစက်ကူတစ်ထပ်ရောက်ရှိလာပါတယ်။ငွေလာလဲသူကအဝယ်စားတက်ရက်ပြီးတော့ နိုင်ငံသားယနေ့မြို့နယ်သူတဦးရဲ့ကိုယ်စားလှယ်လို့ဆိုပါရင်ဘန်ဝင်တန်းကငွေစက်ကူတွေကိုစစ်ဆီးကြည့်တဲ့အခါအားလုံးကအစ်စ်လို့ထင်ရပေမဲ့နဘက်စနေကပုံမှန်မဟုတ်ပဲတည့်ရက်ညညာလုံးနေတာကိုသတိထားမိသွားတယ်။ဒါကြောင့်သူကမိခုအနှဲငယ်မင်းမြန်ဖို့ကြိုးစားလိုက်တဲ့အခါမှာငွေလာလဲသူကရုတ်တရက်ထွက်ပြေးဒိန်းရှောင်သွားခဲ့ပါရီ။ဒီအဖြစ်ပြဲကြောင့်အဲ့ဒီငွေစက်ကူတွေကို American ပြည်အောင်စု Washington DC မှာရှိတဲ့ လျှို့ဝှက်ဝန်ဆောင်မှုဌာနချုပ်ကို အရေးပေါ်ပေးပို့ခဲ့ပါတယ်။အဲဒီမှာဒီငွေစက်ကူတွေကအမှုတွဲနံပါတ် C14342 အဖြစ်နဲ့ကဘာကျော်စုံစမ်းစစ်ဆေးမှုတစ်ခုရဲ့အစဖြစ်လာခဲ့ပါတယ်။2006ခုနှစ်မက္ကဆီကိုနိုင်ငံယူဂါဒန်ကျွန်းဆွယ်မှာဖမ်းဆီးရမိခဲ့တဲ့ အမေရိကန်ဒေါ်လာတသန်းနီးပါးရှိတဲ့ငွေတွေတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးသူတွေကအသေးစိတ်အနုစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။သူတို့ရဲ့တွေးရှိချက်တရားတော့ကမ္ဘာကိုတုံ့လုံးစေခဲ့ပြီးဒီငွေထုလုပ်ငန်းကတာမန်ယာစွတ်ဂိုင်းတွေရဲ့လက်ချက်မဟုတ်ပဲနိုင်ငံတော်အဆင့်ထောက်ခံမှုနဲ့လုံခြုံနေတဲ့လုပ်ငန်းကြီးတစ်ခုဆိုတာကိုညွှန်ပြနေပါတယ်။စစ်ဆေးရေးအဖွဲ့ကငွေထုတွေရဲ့အရေးအသွေးကို ပထမဆုံးအဓိကထားစစ်ဆေးခဲ့ပါတယ်။ဒီငွေထုတွေမှာသုံးထားတဲ့စက်ကူက American dollar အစစ်တွေမှာသုံးတဲ့ စက်ကူဖွဲ့စည်းပုံအတိုင်းချီမြင်85ရာခိုင်နှုန်းနဲ့လီနင်25ရာခိုင်နှုန်းရောဆက်ပြီးဖန်တီးထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီဖော်မြူလာကမရီဂန်အစိုးရရဲ့လျှို့ဝှက်ချက်ဖြစ်ပြီးတော့ Crane Paper Company ကနေမရီဂန်အစိုးရအတွက်ပဲတည်ထက်ထုတ်လုပ်ပေးတာပါ။ဒီလိုနိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ဖော်မြူလာနဲ့စက်ကူကိုပြင်ပနေရယူနိုင်တာကစုံစမ်းစစ်ဆေးသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ ဘလုံနီလန်ရဲ့ဒီဆက်ကူကိုရယူနိုင်ခဲ့လဲဆိုရဲမေကွန်ကအပြေရှာမရပဲလျှဝဆန်းကျဲဖြစ်နေခဲ့ပါတယ်။နောက်ထပ်အာသင်းစရာအချက်တစ်ချက်ကတော့ငွေကျူးတွေကို Intergalor ပုံနှိပ်ဆက်ကြီးတွေနဲ့ရိုင်းနှိပ်ထားခြင်းပဲဖြစ်ပါတယ်။ဒီပုံလေးဆက်တွေကအလေးချိန်တန်90အထိရှိပြီးတော့တလုံးနဲ့ဟိုတောင်း American Dollar 5000ကျော်တန်သေးရှိပါတယ်ဒီလိုမျိုးအစင်းမြင့်ပုံလေးဆက်တွေက ်အမေရိကန်အစိုးရရဲ့ဗဏ္ဍာရေးဝန်ကြီးဌာန Engraving and Printing Department PEP လိုမျိုးနေရာတွေမှာပဲအသုံးပြုနိုင်တဲ့စက်တွေပါ။ဒါမှန်ရာဇဝတ်အဖွဲ့အစည်းတွေအနေနဲ့ဒီလိုစက်မျိုးကိုပိုင်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်ပါဘူး။ဒီအချက်ကဒီငွေကြေးတွေဟာနိုင်ငံတော်အစင်အထောက်ပံ့နဲ့ထုတ်လုပ်ထားတာဖြစ်ကြောင်းပို့ပြီးတော့ခိုင်မာတဲ့သက်တည်ပြချက်ဖြစ်နေပါတယ်။ဒီစူပါနုတ်တွေကိုစုံစမ်းစစ်ဆေးနေတဲ့အဖွဲ့အစည်းတွေကပို့ပြီးအနီးကပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ လုံးဝပြည့်စုံတယ်လို့ထင်ရတဲ့ဒီငွေတူတွေမှာတောင်းအသေးစားအပြည့်နာစာလေးတွေရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ပထမဆုံးတွေ့ရှိခဲ့တဲ့အမားကတော့ Benjamin Franklin ရဲ့ပုံတူဘေးမှာမျက်စိနဲ့မမြင်နိုင်တဲ့အလွန်သေးငယ်တဲ့ကွာချက်လေးတစ်ခုရှိနေတာပါပဲ။နောက်တစ်ချက်ကတော့ငွေစက်ကူရဲ့နောက်ခံမှာရှိတဲ့လွတ်လပ်ရေးခံမပုံရဲ့မီးတိုင်ပုံကငင်းချောင်းတစ်ခုကပုံမှန်ထက်အနေငယ်ပိုထူနေခြင်းဖြစ်ပါတယ်။ဒီအသေးစားအပြည့်အနာစာလေးတွေကလည်းရင်တော့ ဒီငွေစက်ကူဟာအစစ်နဲ့ခွင်းချလို့မရအောင်ဒူအောင်ပြောင်မြောက်လွမ်းတာကြောင့် The Original Super Note ဆိုပြီးတော့နာမည်ပြောင်းပေးခဲ့ကြပါတယ်ဒီလိုနိုင်ငံတော်အဆင့်အကြီးသေးရှိတဲ့ငွေတူတွေကိုဘယ်သူတွေကထုတ်လုပ်ခဲ့တာလဲဆိုရဲမေကွန်ကပို့ပြီးတော့အရေးပါလာခဲ့ပါတယ်ဒီလိုပြောင်မြောက်လာတဲ့ငွေတူတွေရဲ့ထုတ်လုပ်ရနေရကိုခြေရာခံဖို့အတွက် American စုံစမ်းစစ်ဆေးအဖွဲ့တွေကကမ္ဘာတဝန်ကငွေကြေးစည်းစိမ်မှုတွေကိုအနီးကပ်လေ့လာစောင့်ကြည့်ခဲ့ကြပါတယ် လေးလာမှုတွေရဲ့ရလအရဒီစူပါနုတ်တွေဟာကမ္ဘာအကြီးစားမောင်ခိုဈေးကွက်တရားနဲ့ပေါ်ထွက်လာတာကိုတွေ့ရှိခဲ့ရပါတယ်။ဥပမာအားဖြင့်ဟောင်ကောင်ကနာမည်ကြီးကာစီနိုလောင်းကစားဝိုင်းနဲ့ရုရှားနိုင်ငံအမောင်ခိုဈေးကွက်တွေနဲ့ဥရောပလီစိတ်တွေမှာတန်တမန်အခွင့်အရေးသုံးပြီးတည်ယူပို့ဆောင်တဲ့အိတ်တွေတွေကနေဒီငွေတုတွေကပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုကွဲပြားခြားနားတဲ့နေရာတွေကနေရရှိလာတဲ့ငွေထုအားလုံးကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အန်ဩစီယာကောင်းလောက်အောင်တူညီတဲ့အချက်တခုကိုတွေ့ရှိခဲ့ရပါတယ်။အဲဒါကတော့ငွေထုတိုင်းမှာခုနကဖော်ပြခဲ့တဲ့အမှုကြီးအစ်စင်အမှားယွန်းလေးတွေကတပုံစံနဲ့ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ ဒီအချက်ကဘယ်နေရာပဲရရှိရရှိဒီငွေထုတွေကထုတ်လုပ်တဲ့နေရာ source တခုတွေကနေလာတယ်ဆိုတာကိုတက်တည်ပြနေပါတယ်ဒါဟာတမန်ရာဇဝတ်ခိုင်းနေရလက်ချက်မဟုတ်ပဲတရုတ်မြောက်ကိုရီးယားနဲ့ဇက်တနေရာကနေလာတယ်လို့ယူဆရတဲ့နိုင်ငံတော်အစ်စ်လုံးဆောင်ချက်တခုဖြစ်နိုင်ခြေရှိရလို့စုံစမ်းစစ်ဆေးရေးအဖွဲ့ကသုံးသပ်ခဲ့ပါတယ် အချိန်အတန်ကြာလျှို့ဝှက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ American စုံစမ်းရေးအဖွဲ့တွေကဒီ Super Note ငွေတူတွေကိုထုတ်လုပ်နေတဲ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ခိုင်မာတဲ့သတိအထောက်အထားတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။စုံစမ်းရေးအဖွဲ့ရဲ့မှတ်တမ်းတွေအရ1994ခုနှစ်မှာမြောက်ကိုရီးယားတန်တမန်5ဦးကိုဒေါ်လာအတု4သိန်း3000နဲ့အတူဖမ်းမိခဲ့ပါတယ်။ဒီဖြစ်ရပ်အပြီးနှစ်နှစ်အကြာ1996ခုနှစ်မှာတော့ ကမ်ဘောဒီးယားနိုင်ငံမှာမြောက်ကိုရီးယားနိုင်ငံသားတဦးစီကနေဒေါ်လာအတုသိန်းပေါင်းများစွာထက်မှန်ဖန်စီရမိခဲ့ပါတယ်။ဒီဖန်စီမှုတွေကြောင့် American ထောင်လိုင်းအဖွဲ့တွေကသူတို့ရဲ့တန်ရာကိုတိတိကျကျသတ်မှတ်နိုင်ခဲ့ပါတယ်။အဲ့ဒါကတော့ဒီငွေတုလုံငန်းရဲ့နောက်ကွယ်ရလက်တွေကမြောက်ကိုရီးယားအစိုးရကိုယ်တိုင်ဖြစ်နေတယ်ဆိုတာပါပဲ။သူတို့ရဲ့အတွင်ပိုင်းအစီရင်ခံစာရီမှာဒီလုပ်ငန်းနဲ့ပတ်သက်တဲ့နာမည်တစ်ခုကထက်ခါတလဲလဲထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနာမည်ကတော့ Rom 39ပဲဖြစ်ပါတယ်။ Room 39ဆိုတာကမြောက်ကိုရီးယားနိုင်ငံဖြုံယမ်းမှာရှိတဲ့အလို့သမားပါတီဌာနချုပ်ရဲ့တတိယတက်ကပြည်ဝဲရုံကန်တစ်ခုရဲ့နာမည်ပါဒါပေမဲ့တကယ်အစမ်းအမှန်မှာတော့ဒါဟာမြောက်ကိုရီးယားခေါင်းဆောင်ပိုင်းနေအတွက်နိုင်ငံသားငွေ ရှာပေးရတဲ့အဓိကအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ် room 35 39ဟာဆိုရင်တော့မြောက်ကိုရီးယားခေါင်းဆောင်ခင်မိသားစုရဲ့ကိုပိုင်ဗန်နာတိုက်အဖြစ်လောက်ကန်နေရပြီးတော့ နိုင်ငံတော်ဘာချန်နဲ့ပသက်ဆိုင်တဲ့ခေါင်းဆောင်တွေရဲ့အစိန်ခံဘဝနျူကလ িয়ার လက်နက်အစီအစဉ်နဲ့သစ္စာကဏ္ဍကိုထောက်ပံ့ဖို့အတွက်လိုအပ်ချက်ငွေတွေကို Room 39ကနေပြီးတော့ထုတ်လုပ်ပေးရတာဖြစ်ပါတယ်။ Room 39ကငွေထုတ်လုပ်ငန်းအပြင်မွေးရစည်းဝါအထူးသဖြင့် မက်ဒဖက်တမင်းထုတ်လို့ရောင်းချခြင်းလက်နက်မောင်းခိုရောင်းဝယ်ခြင်းအာမခံလေးလေခြင်းအစရှိတဲ့တရားမဝင်လုပ်ငန်းမှန်သမျှကိုလုပ်ကိုင်နေတဲ့နိုင်ငံတကာရာဇဝတ်ကိုင်းကြီးတစ်ခုအဖြစ်ရည်တည်နေပါတယ်ဒီလိုကြီးမားတဲ့လုပ်ငန်းကြီးကိုနိုင်ငံတော်ကအကုန်အစွမ်းနဲ့ပံ့ပိုးပေးနေတာကြောင့်သူတို့ရဲ့ရာဇဝတ်မှုတွေက ကမ္ဘာနေရာအနှံ့အပြားကြီးရောက်ရှိနေရပဲဖြစ်ပါတယ်။ဒီတွေ့ရှိချက်တွေက Room 39ရဲ့အခန်းကဏ္ဍကိုထင်ရှားစေခဲ့ပါတယ်။မြောက်ကိုရီးယားက၎င်းတို့ရဲ့နျူကလ িয়ার အစီအစဉ်နဲ့အာနာရှင်စနစ်ကိုထိန်းသိမ်းဖို့အတွက်တရားမဝင်နိလန်းနေနဲ့ငွေရှာနေရဲဆိုတာပေါ်လင်းနေပါတယ်။မေးစရာရှိတာကဘာကြောင့်ငွေအတုကိုထုတ်လို့ရတာလဲ1992ခုနှစ်မှာဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အခါမှာတော့မြောက်ကိုရီးယားကသူတို့ရဲ့ အဓိကစီးပွားရေးမဟာမိတ်နဲ့အထောက်ပံ့ကိုဆုံးရှုံးသွားခဲ့ပါတယ်။ဒီဖြစ်ရကြောင့်နိုင်ငံကပြင်းထန်တဲ့စီးပွားရေးအခြေအနေနဲ့ဆိုးရွားတဲ့ငမုတ်ခေါင်းပါမှုကိုရင်ဆိုင်ခဲ့ရပါတယ်။သူတို့ရဲ့ကိုယ်ပိုင်ငွေကြေးဖြစ်တဲ့ဝမ်ကိုနိုင်ငံတကာမှာဘယ်သူမှလက်မခံပါဘူး။သူတို့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အုပ်ချုပ်သူလူဒန်းစားဆက်လက်ရည်တည်နိုင်ဖို့အတွက် hard currency လို့ခေါ်တဲ့နိုင်ငံတကာကလက်ခံတဲ့ American dollar ကိုမဖြစ်မနေလိုအပ်လာခဲ့ပါတယ်။ ။တရားဝင်နီလနဲ့ဒေါ်လာမရှာနိုင်တော့တဲ့အခါမှာတော့သူတို့ကဒေါ်လာကိုကိုယ်တိုင်ပုံနှိပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုပြောင်ပြောင်းလာတဲ့ငွေအတူတွေကိုထုတ်လုပ်တဲ့နေရာကတော့ပြုံရမ်းမျိုးအပြင်ဘက်မှာရှိတဲ့ printing plant 62လို့ခေါ်တဲ့စက်ရုံတရုံဖြစ်ပါတယ်။ဒီစက်ရုံကအလွန်အမင်းလုံခြုံရေးတင်းကျပ်ထားပြီးတော့ခံတက်တစ်ခုလိုလည်းတိဆောက်ထားတာဖြစ်ပါတယ်။တန်ဆူချိုးတွေ၊ကွန်ကရစ်တိုင်းတွေ၊စောင့်ကြည့်ကင်မရာတွေနဲ့လက်နက်ကင်စက်သားတွေနဲ့အထက်ထက်ကာကွယ်ထားပါတယ်။ 第三样啊，因为周朝老婆子。 လိုအပ်တဲ့နိုင်ငံတကာကုန်ကြမ်းကွင်းဆက်ကိုကျွမ်းကျင်စွာအသုံးပြုခဲ့ပါတယ်။ဟောင်ကောင်မှာကုမ္ပဏီတူတွေထောင်ပြီးတော့အစင်းမြင့်စာရေးကိရိယာတွေမှာယူရဲဆိုတဲ့အကြောင်းပြချက်နဲ့ American Dollar အတွက်လိုအပ်တဲ့ကုန်ကြမ်းတွေကိုမှာယူခဲ့ပါတယ်။ပို့ပြီးတော့ထူးခြားတဲ့အချက်ကတော့မြောက်ကိုရီးယားကသူတို့ရဲ့ငွေထုတ်တွေမှာခုနဖော်ပြခဲ့တဲ့အမှုကြီးအစင်အမှားယွင်းလေးတွေကိုတမင်တကာထည့်သွင်းထားခဲ့တာပါ။ဒါဟာသူတို့ရဲ့လျှို့ဝှက်လက်မှတ်တပွဲဖြစ်ပြီးတော့တခြားသူတွေကိုသူတို့ရဲ့ငွေတူးကိုပြန်တူးပါလာရင် အလွယ်တကူခွဲခြားသိရှိနိုင်ဖို့ဖြစ်ပါတယ်1990ပြည့်နှစ်တွေအလယ်ပိုင်းမှာမြောက်ကိုရီးယားက American Dollar ကိုလက်နက်တစ်ခုအဖြစ်ပြောင်းလဲပြီးတော့ American ရဲ့စီးပွားရေးကိုတိုက်ခိုက်နေခဲ့ပါတယ် American ကဒီအခြေအနေကိုလက်ပိုက်ကြည့်မနေခဲ့ပါဘူးသူတို့ဟာနီလန်နှမျိုးနဲ့တံပြန်ခဲ့ပါတယ်ပထမနီလန်ကတော့1996ခုနှစ်မှာ American ဘဏ္ဍာရေးဝန်ကြီးဌာနဟာမြောက်ကိုရီးယားရဲ့ငွေကြေးလုပ်ငန်းကိုတိုက်ခိုက်ဖို့အတွက်လုံခြုံရေးအသစ်တွေနဲ့ဒီဇိုင်းပြောင်းထားတဲ့ ဒေါ်လာ100ရာငွေစက္ကူအသစ်ကိုထုတ်ဝေခဲ့ပါတယ်ဒီငွေစက္ကူအသစ်ကိုတော့ Bethet Franklin လို့ခေါ်ဝေါ်ခဲ့ကြပါတယ် ဒီဒီဇိုင်းအသစ်မှာ Franklin ရဲ့ပုံကိုပိုကြီးအောင်လုပ်ပြီးတော့နေရာရွှေခြင်း razor အသစ်ထည့်ခြင်းအယောင်ပြောင်းမင်ကိုသုံးခြင်းစတာတွေပါဝင်ပါတယ်။ဒါဟာမင်းတို့လုပ်နေတာကိုငါတို့သိတယ်။ငါတို့ကမင်းတို့ထက်တလန်းသာအောင်အမြဲလုပ်နေမယ်ဆိုတော့ပြက်သားတဲ့သတင်းစကားကိုမြောက်ကိုရီးယားစီကိုပို့လိုက်တာပါပဲ။ဒါပေမဲ့မြောက်ကိုရီးယားရဲ့ငွေတုနီးပညာကလည်းမယုံနိုင်လောက်အောင်တိုးတက်နေခဲ့ပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားရဲ့တုံ့ပြန်မှုကပိုပြီးတော့ရေတင်ခဲ့ပါတယ်။ American ကဒီဇိုင်းအသစ်ထုတ်ပြီးနှစ်နှစ်မပြည့်ခင်မှာပဲ ဒီဒီဇိုင်းအသစ်နဲ့ထပ်တူညီတဲ့ငွေအထုတွေကလန်ဒန်ကဘန်တခုမှာပေါ်လာခဲ့ပြန်ပါတယ်။မြောက်ကိုရီးယားကစက်မှုလုပ်ငန်းသုံးသရှူတွေကတဆင့်အမေရိကန်အစိုးရရဲ့အယောင်ပြောင်းမင် Color Shifting Ink အတွက်လိုအပ်တဲ့ဒါရုဖော်မြူလာကိုခိုးယူနိုင်ခဲ့တယ်လို့ယူဆရပါတယ်။ဒါဟာသူတို့ရဲ့ဤပညာပိုင်းဆိုင်ရာစွမ်းရည်နဲ့တရားမဝင်ရာဇဝတ်ကွန်ရက်တွေဘလောက်ထိအစင်းမြင့်နေဆိုတာကိုပြသနေတာပါပဲ။နောက်တနည်းကတော့အမေရိကန်အစိုးရဟာဒီအခြေအနေတွေကိုဤပညာနဲ့တာမကစုံစမ်းစ စ်ဆေးရေးနဲ့ဥပဒေပိုင်းဆိုင်ရာနည်းလမ်းတွေနဲ့ပါတံပြန်တိုက်ခိုက်ခဲ့ပါတယ် FBI က Operation Riot Term နဲ့ Operation Smoking Dragon လိုမျိုးစစ်စင်ရေးတွေနဲ့နိုင်ငံအတွင်းစီးဝင်နေတဲ့မောင်ခိုကွန်ရက်တွေကိုဖြုတ်ခွင်းခဲ့ပါတယ် Operation Riot Term မှာတော့ FBI agent တွေက Atlanta City ကဇိမ်ခံသမောတစင်းပေါ်မှာမင်္ဂလာဝဲအတူတခုဖန်တီးခဲ့ပါတယ်ဒီမင်္ဂလာဆောင်ဝဲကိုငွေအတူမောင်ခိုသမားတွေကိုဖိတ်ခေါ်ပြီးတော့ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ပါတယ် ဒီလိုမျိုးဖန်တီးထားတဲ့စစ်စင်ရေးတွေကြောင့်အမေရိကန်အစိုးရကမြောက်ကိုရီးယားရဲ့ငွေထူးဖြန့်ချိရေးကွန်ရက်တွေကိုတဖြည်းဖြည်းချိန်မုံနိုင်ခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့အမှုတစ်ခုကတော့ Wilson Chen အမှုပဲဖြစ်ပါတယ်။ Las Vegas မှာနေထိုင်တဲ့ Taiwan စီးပွားရေးသမား ဝန်ဆန်ချန်းကငွေအတူတွေကိုအသုံးပြုပြီးတော့ငွေခဝါချရဲနီလန်တစ်ခုကိုထိချွင်ခဲ့ပါတယ်။သူကကာစီနိုက slot machine တွေတဲကိုငွေအတူဒေါ်လာ100ရာနေထက်ဒေါ်လာအနည်းငယ်စာကစားပြီးတော့ဒါလက်ကျန်ငွေကိုငွေအစစ်နဲ့ပြန်ထုတ်ယူတဲ့နည်းနဲ့ငွေမဲတွေကိုငွေဖြူဖြစ်ပြောင်းလဲခဲ့ပါတယ်။ FBI ကသူရဲ့လုပ်ရက်တွေကိုဗီဒီယိုမှတ်တမ်းအနေနဲ့တကွဖန်ဆီးနိုင်ခဲ့ပါတယ်။ဒီလိုစုံစမ်းစစ်ဆေးမှုတွေနဲ့ဖန်ဆီးမှုတွေကမြောက်ကိုရီးယားရဲ့ငွေအတူလုပ်ငန်းကိုဆက်လက်ထိ င်းချိုးဖို့ဂျိုးပန်းနေတဲ့အမေရိကန်ရဲ့မဆုံးမနစ်ဂျိုးပန်းအားထုတ်မှုတွေကိုပြသနေပါတယ်။ဒီလိုမျိုးစစ်စင်ရေးတွေကြောင့်အမေရိကန်ကစုစုပေါင်းစူပါနိုဒေါ်လာ၄တသမ၅သန်းကိုသိမ်းဆည်းနိုင်ခဲ့ပြီးတော့လူ၈၈ဦးကိုတရားစွဲဆိုနိုင်ခဲ့ပါတယ်။ဒါဟာ FBI ရဲ့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပေမဲ့မြောက်ကိုရီးယားရဲ့ငွေအထုလုပ်ငန်းကိုအမြင့်ပြည့်ချိန်မုံနိုင်ဖို့ရာကတော့အပြေအဝမအောင်မြင်သေးပါဘူး FBI ရဲ့ဖန်ဆီးမှုတွေထက်ပိုပြီးတော့ထိရောက်ခဲ့တဲ့ထိရောက်မှုတိုက်ခိုက်မှုတစ်ခုကတော့ American ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့လက်ချက်ပါပဲသူတို့ကစည်ရင်းင်းနဲ့တိုက်ခိုက်တာမျိုးမဟုတ်ဘဲဘဏ္ဍာရေးလက်နက်ကို အသုံးပြုပြီးတော့မြောက်ကိုရီးယားကိုထိထိရောက်ထိုးနှက်ခဲ့ပါတယ်2005ခုနှစ်စက်တင်ဘာလမှာ American ကမကာဝမှာအခြေစိုက်တဲ့ ဘန်ဂိုဒက်တာအီရှော့ PDA ဘန်ကိုငွေကြီးခဝချမှုအတွက်အဓိကစိုးရိမ်ရသောဘန်အဖြစ်သတ်မှတ်လိုက်ပါတယ် USA Parrot ဥပဒေရဲ့အပိုင်း311အရာဒီလိုသတ်မှတ်လိုက်ခြင်းက PDA ဘန်အတွက်ဘဏ္ဍာရေးအရသေတံပေးလိုက်တာနဲ့အတူတူပါပဲဒီကြေညာချက်ကြောင့်ကမ္ဘာတဝန်ကဘန်တွေရောအမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုကိုကြောက်ရွံ့ပြီးတော့ BDA ဘန်နဲ့အဆက်အသွယ်ဖျက်ခဲ့တယ်လို့မြောက်ကိုရီးယားနဲ့ဆက်ဆက်တဲ့ငွေလွှဲမှန်သမျှကိုရပ်တန့်လိုက်ပါတယ် ဒီအရေးယူမှုကြောင့် BDA မှာရှိနေတဲ့မြောက်ကိုရီးယားအရာရှိကြီးတွေရဲ့ကိုပိုင်ငွေစင်းတဲ့ဒေါ်လာ25သန်းကိုအမေရိကန်ကထိန်းချုပ်လိုက်နိုင်ပါတယ်။ဒီငွေပမာဏကမြောက်ကိုရီးယားရဲ့နိုင်ငံသားတန်ယုံတွေနဲ့ထောင်လိုင်းလုပ်ငန်းတွေကို3လစာ4လစာလောက်လေပတ်နိုင်တဲ့ပမာဏဖြစ်ပါတယ်။ဒီဗန်နာကြီးတိုက်ခိုက်မှုကြောင့်မြောက်ကိုရီးယားရဲ့နိုင်ငံတကာငွေကြေးလည်ပတ်မှုကလုံးဝရပ်တန့်သွားခဲ့ပြီးတော့ အစိုးရရန်လျားတစ်ခုလုံးပြိုလဲမတက်ဖြစ်သွားခဲ့ပါရင်သူတို့ကနိုင်ငံရဲ့ခြားကတန်တမန်တွေကိုလားစာမပေးနိုင်တော့ဘဲစံမှုလုပ်ငန်းသုံးပစ္စည်းတွေမဝယ်နိုင်တဲ့အခြေအနေကိုဆိုက်ရောက်သွားခဲ့ပါရင် American ရဲ့ဒီဗန်နာကြီးစစ်စင်ရေးကစီးရီးဆိုင်ရာတိုက်ခိုက်မှုတွေထပ်ပို့ပြီးတော့ထိရောက်ခဲ့ပါရင် American ရဲ့ထိရောက်တဲ့ဗန်နာကြီးတိုက်ခိုက်မှုဒဏ်ကိုမြောက်ကိုရီးယားကကြာရှည်စွာမခံနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့မြောက်ကိုရီးယားက သူတို့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်နဲ့ပတ်သက်တဲ့၆နိုင်ငံဆွေးနွေးပွဲ Six Party Talk ကိုပြန်လည်တရားဖို့သဘောတူခဲ့ရပါတယ်။ဒီအချက်ကမြောက်ကိုရီးယားရဲ့စီးပွားရေးက American Dollar အပေါ်ဘလောက်ထိမီခိုနေရလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီဇလန်ရဲ့အခါတီးဆုံးအဖြစ်မှန်ကတော့မြောက်ကိုရီးယားက American ကိုတိုက်ခိုက်ဖို့အတွက်ဒေါ်လာအတုဆိုတဲ့လက်နက်ကိုဖန်တီးခဲ့ပေမဲ့ အဲ့ဒီဒေါ်လာစနစ်အပေါ်လုံးဝမီခိုနေရတာကြောင့်အမေရိကန်ရဲ့ဗန်နာယီလက်နက်နဲ့ပဲပြန်လဲအလဲထိုးခံခဲ့ရတာပါတယ်။တကယ်တော့သူတို့ဖန်တီးခဲ့တဲ့လက်နက်ကသူတို့ကိုယ်တိုင်အတွက်လည်းအကြီးမားဆုံးအားနည်းချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ Franklin ရဲ့မျက်နှာပေးရအစားအနာလေးတစ်ခုကနေပြုံရန်ကလျှို့ဝှက်စက်ယုံကြီးအထိစူပါနိုရဲ့ဇလန်းကငွေကြီးအာနာနဲ့ ိုင်ငံတကာအားပြိုင်မှုတွေအကြောင်းကိုချေမုံပြနေတာပါပဲဒီကနေ့ခေတ်သင်းပစံအိတ်ထဲကဒေါ်လာဆက်ကူပေါ်မှာပါတဲ့လုံခြုံရေးအမှတ်အသားတိုင်းကတချိန်ရဖြစ်ပွားခဲ့တဲ့ဒီလျှဝက်စစ်ပွဲရဲ့ရလဒ်တီပဲဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်